ားလုံးပဲမင်္ဂလာပါဆိုမိမှကျန်တော်ကနေကြိုဆိုပါ၏မြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများတင်ပြသွားမည်ချင်းတောင်ပေါ်တို့စစ်ကောင်စီတပ်စစ်စင်ရေးပြင်းပြသွားခြင်းနှင့်ပတ်သက်၍ CDF စီဂျင်စစ်ဦးစီးချုပ်၏ထုတ်ပြန်ချက် အာနာသိန်းစစ်ကောင်စီတက်သည့်မေလ18ရက်မှစတင်၍ချင်းတောင်ပေါ်ဒေသသို့စစ်ကြောင်းအင်အားဖြင့်ထိုးပေါက်လာမှုကြောင့်တိုက်ပွဲများပြင်းပြသွားခြင်းအကြောင်း PDF စီဂျင်းစစ်ဦးစီးချုပ်စလိုင်းထောင်းပူကထုတ်ပြန်ထားသည့်ဆိုပါတိုက်ပွဲများတွင်ချင်းပြည်ကောင်စီအဖွဲ့ဝင်တက်များနှင့်ချင်းညီနောင်အဖွဲ့ဝင်တက်များသည်ပူးပေါင်းကစစ်ကောင်စီတက်အားခြိတက်ခုခံနေကြကြောင်းသိရှိရသည် ဒေသခံပြည်သူများတထောင်ကျော်သည်စစ်ဘေးကင်းရှင်းရန်ထွက်ပြေးနေရပြီးမေလ21ရက်နေ့22ရက်အတွင်းရပြီး CF Surgeon PDF Solent CDF KG ဂျူကစစ်ကောင်စီတပ်နှင့်တိုက်ပွဲဝင်ခဲ့ကြောင်းသတင်းရရှိသည် CDF အစစ်ဦးစီးချုပ်ကစစ်ကောင်စီတပ်ဘက်တွင်စစ်သား800ကျော်ပါဝင်ပြီးတပ်မမှုအထိပါဝင်လာသည် ကျွန်ုပ်တို့သည် ယခုမော်ဖာနှင့်ထေးစိန်ကြားတိုက်ပွဲတွင် ခုခံနေဆဲဖြစ်သည်စစ်ကောင်စီတပ်သည် ခွန်ကြီးကျောင်းများတွင် စခန်းချထားသည်ဟုသိရသည်ထို့ပြင်စစ်ကောင်စီတပ်သည်တီးတိမ်မျိုးမှတစ်ဆင့်ချင်းညီနောင်ထိန်းချုပ်ထားသည့်ဖလန်းမျိုးတို့ဥတီနေကြောင်းလဲခံမှန်းထားသည်တပ်အင်အားတိုးမြင့်မှုနှင့်စစ်ပြူဟာစစ်ကောင်စီတပ်သည်စစ်ရင်ဆက်၅စီးနှစ်တကွာ၂၅ခန်းဖြင့်စတင်ဖော်ထုတ်ခဲ့ပြီးလက်ရှိတွင်တပ်သား၈၀၀ခန်းဖြင့်ချင်းတောင်ထဲသို့စစ်ကြောင်းထိုးလာနေသည်ဟုချင်းကာကွယ်ရေးတပ်ဖွဲ့များက တရင်ပေးသည့်စစ်ကောင်စီသည်တိုင်းငင်စခန်းကိုဖြူဟာအေးပါသည့်အနေဖြင့်ထိန်းချုပ်ရန်အတွက်လှုပ်ဆောင်နေပြီးထိုစခန်းမှတဆင့်ဖလန်းနှင့်တီးတိမ်မြို့များသို့တထက်မှန်ဖြီကထိုးပေါက်နိုင်ရန်ရည်ရွယ်ထားသည်ဟုသိရသည်ဒရုန်းများနှင့်40မမ60မမ120မမစသည့်ပစ္စည်းများဖြင့်စစ်ကောင်စီသည်ချင်းတောင်တက်လာသည့်စစ်ကြောင်းကိုထောက်ခံပေးနေပြီးကလေးမျိုးမှလည်းပြစ်ကူဆောင်ရွက်နေကြောင်းချင်းကာကွယ်ရေးတပ်များကပြောသည် မြမအရေးအာဆီယံထိပ်သီးအစည်းအဝေးတွင် ခိတ်တန်းဦးစားပေးကိစ္စအဖြစ်ပါဝင်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၌ယနေ့မေလ28 2025စတင်ကျင်းပမည်46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြမနိုင်ငံအရေးသည့်ခိတ်တန်းဦးစားပေးကိစ္စအဖြစ်ပါဝင်နေပြီးစစ်ကောင်စီခေါင်းဆောင်မင်းအောင်နိုင်အားတက်ရောက်ခွင့်ပိတ်ပင်ထားဆဲဖြစ်ကြောင်းသိရှိရသည်ထို့အစားစစ်ကောင်စီဘက်မှနိုင်ငံသားရေးဝန်ကြီးဌာနအငြင်းအတွင်းဝင် အောင်ကျော်မှုဥဆောင်သောကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သာတက်ရောက်မည်ဖြစ်သည်ဒီနှစ်ထိပ်သည့်အစည်းအဝေးကိုပါဝင်နိုင်မှုနှင့်ရေရှည်တည်တံ့ခိုင်မြဲရေးဥကောင်းစဉ်တက်မှတ်ကနှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီးအဖွဲ့ဝင်၁၀နိုင်ငံသည်ဒေတာရင်းစည်းဝါးရေးလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအရေးကိစ္စများအပေါ်ဥတည်၍ဆွေးနွေးကြမည်ဖြစ်သည် ထိုစည်းဝေး၌ဆွေးနွေးမိအ धिक ကိစ္စရပ်များတွင်အမေရိကန်အဖွဲ့အစည်းမှတိုးမြင့်ထားသည့်အောက်ခွန်များတောင်တရုတ်ပင်လယ်ရေပိုင်နှင့်အငင်းပွားမှုများနှင့်အတူမြမအရေးလဲထိတ်တန့်ကိစ္စအဖြစ်ပါဝင်လာသည် မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မှာအလှည့်ကျသဘာပတိအဖြစ်ထိပ်တီးအစည်းအဝေးကိုဥက္ကဋ္ဌအဖြစ်ဦးဆောင်မိဖြစ်ပြီးနှင်းကမကြသေးမီကပြောကြားခဲ့သည်မှာအာဆီယံအဖွဲ့၏ပူးပေါင်းဆောင်ရွက်မှုအစဉ်မြင့်တင်ရေးရင်းနှီးမြှုပ်နှံမှုတိုးတက်မှုနှင့်ဒေတာရင်းစီးပွားရေးအကျိုးဆောင်မြင့်တင်ရေးတို့မှာမလေးရှားအနေဖြင့်ဦးစားပေးဆောင်ရွက်မိကဏ္ဍများဖြစ်ကြောင်းဆိုသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍လည်းလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရေးပြည်ပခါဖြစ်နေသည့်အဖွဲ့အစည်းများအကြားညှိနှိုင်းဆွေးနွေးရေးနှင့် ASEAN ၏၅ချက်သဘောတူညီချက်အကောင့်ထယ်ဖော်ရေးလုပ်ငန်းစဉ်များလည်းအကြီးအကအဖွဲ့အစည်းအကြားဆွေးနွေးမိအရာများတွေတွင်ပါဝင်သည် တရင်ရမြမအရေးဆွေးနွေးမှုများတွင်အကျန်းဖတ်မှုရက်တန့်ရေးအားလုံးပါဝင်နိုင်သည့်ပြောဆိုဆွေးနွေးမှုအစတင်ရေးနှင့်လူသားချင်းစာနာမှုအကူအညီများပေးရေးဆိုင်ရာတွင်ထင်သာမြင်သာသောတိုးတက်မှုမရှိသေးခြင်းကြောင့်လက်ရှိအာဆီယံဆက်ဆံရေးမူပေါင်းအပေါ်ထပ်မံစဉ်းစားရမည့်အခြေအနေများကိုလည်းမျှော်လင့်ရသည် ဂျပန်စစ်ပစ္စည်းများပြည်ပသို့တင်ပို့ရောင်းချရန်ပြင်ဆင်နေဂျပန်နိုင်ငံသည်မိမိပြည်တွင်းတွင် ထုတ်လုပ်သောစစ်သင်္ဘောများတိုက်လေယာဉ်များနှင့် အခြားကာကွယ်ရေးပစ္စည်းများကိုပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချရန်စီစဉ်နေသည်ဟုနေကရရသတင်းထုတ်ခဲ့သည်ဤရောင်းဝယ်သည့်အမေရိကန်မှသာမူတည်သောလက်နက်ဝယ်ယူမှုများကိုချိန်ညှိရန်အတွက်ဖြစ်သည် မေလ22ရက်တွင်တိုဂျိုမြို့အနီး၌ကျင်းပသည့်နိုင်ငံတကာကာကွယ်ရေးပစ္စည်းပြပွဲ DSE in Japan 2025တွင်ဂျပန်ဝန်ကြီးချုပ်ရှီကီရူအီရှိဘာတက်ရောက်ခဲ့ပြီး နိုင်ငံ၏ကာကွယ်ရေးလုပ်ငန်းကဏ္ဍသည်မိမိကိုယ်ကိုကာကွယ်နိုင်စွမ်းရှိကြောင်းထုတ်ဖော်ပြောကြားခဲ့သည် ပြဝဲတွင်ဂျပန်ကုမ္ပဏီများကခင်မီစနီးပညာများဖြစ်သောဒုံးကျည်စနစ်များလေစာနည်းပညာလျှက်စစ်တမ်းလိုက်လက်နက်များနှင့်မောက်ကဲမအမျိုးအစား free gate စစ်တင်မောများကိုပြသခဲ့သည်။ယင်းတင်မောများကို Mitsubishi Heavy Industry ကုမ္ပဏီမှထုတ်လုပ်ထားသည်။ဂျပန်သည်ထုတ်လုပ်မှုကိုသာမက ိုင်းလျင်နီးပညာအတွက်လည်းဂျီတိန်နှင့်အီတလီတို့နှင့်ပူးပေါင်းက Global Compatible Program အဖြစ် မျိုးဆက်သစ်တိုက်လေယာဉ်များထုတ်လုပ်နေသည့်ဤတို့ကိုလက်ရှိ F-22 Eurofighter Typhoon တိုက်လေယာဉ်များအားအစားထိုးအသုံးပြုရန်ရည်ရွယ်ထားသည်2014ခုနှစ်တွင်ဂျပန်အစိုးရကဒုတိယကမ္ဘာစစ်အပြီးထိအတင်းကျပ်ကျင့်သုံးခဲ့သည့်လက်နက်တင်ပို့မှုတားမြစ်ချက်ကိုရုပ်သိမ်းခဲ့ပြီးနောက်ကတည်းကကမ္ဘာကာကွယ်ရေးဈေးကွက်တွင်ပုံမှုတက်ကြွစွာပါဝင်လာခဲ့သည် ယခုနှစ်ပြပွဲတွင်နိုင်ငံပေါင်း33နိုင်ငံမှကုမ္ပဏီပေါင်း480ခုတက်ရောက်ခဲ့ကြပြီးဂျပန်သည်နိုင်ငံတကာကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရေးတွင်လှုပ်ရှားမှုများပြုလုပ်နေကြောင်းသက်သေအောင်ပြသနိုင်ခဲ့သည်။ Trump Golden Dome စီမံကိန်းတွင် ကနေဒါပါဝင်မှုမရှိလျင်အခက်အခဲများဖြစ်နိုင်ဟုတတိပီ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်နှင့်ရုရှားမှရိုက်ခတ်လာနိုင်သည့်ဒုံးကျည်များကိုခြေရခံရန်ရည်ရွယ်၍ Golden Dome ဟုခေါ်သောတပ်မတော်ကာကွယ်ရေးစနစ်တစ်ခုတည်ဆောက်ရန်စီစဉ်နေသည့်ထိုစနစ်တွင် ကနေဒါ၏ပါဝင်မှုမရှိလျင် စီမံကိန်းတစ်ခုလုံးအတွက်အခက်အခဲများဖြစ်ပေါ်နိုင်ကြောင်းသတင်းများအရသိရှိရသည် ထရမ့်ဒီရင်းစနစ်အတွက်ထုတ်ကုန်အတန်အကြီးများနှင့်ဒေါ်လာ9ရဘီလီယံကျသိမ့်ကြီးမားသောယင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်ယခုသတင်းပတ်တွင်ကြေညာခဲ့သည်ဒါပေမဲ့ကနေဒါဘက်မှမတည်ကြသည့်သဘောထားများအထင်မြင်ကွဲပြားမှုများကြောင့်စီမံကိန်းအတွက်စိုးရိမ်မှုများတက်လာခဲ့သည်အမေရိကန်အနေနှင့်နော်ရယ်စနစ်အောက်တွင် ကနေဒါနှင့်ရေဒါမျှဝေခြင်း ၊နေရင်ကင်းလေခြင်းစသည်ဖြင့်တစ်ဖက်တစ်လမ်းမှမျှတသော မဟာမိတ်ဆက်ဆံရေးရှိပြီးတကယ်လို့ Golden Dawn ကိုတိဆောက်လိုပါက ကနေဒါ၏မြေပိုင်နက်နှင့်အဆောက်အုံများကိုတက်ဆင်ရမည်အရေးကြီးသောနယ်မြေဖြစ်သည်ဟု သတင်းတွင်ဖော်ပြထားသည်။ကနေဒါပါလီမန်တွင်ကွန်ဆာဗေးတစ်အဖွဲ့ဝင်ရှုဗိုလ်မဂျန်ဒါက ကမ္ဘာလုံးကျုံရေးပြဿနာတွင် ကနေဒါအနေနှင့်ပုံမှုရိုးရှင်းပြီးပူးပေါင်းဆောင်ရွက်နိုင်ရန်လိုအပ်သည်ဟုဆိုသည် ထိုချိန်တွင်ထရန့်ဖာသည် ကနေဒါသည် မကြာခဏကာကွယ်မှုလိုအပ်နေတော်လဲအမေရိကန်ကစင်စက်မပြတ်ကူညီလာခဲ့ကြောင်းမှတ်ချက်ပြုထားသည်နေတပ်ပေါ်ချုပ်ကြီးအငိမ့်စား ကွန်ဒန်ဟက်ကကနေဒါ၏မြေပြင်အနေထားသည့်အမေရိကန်လေကြောင်းကာကွယ်ရေးအတွက်ထူးခြားစွာအရေးကြီးသည့်ဟူထက်မှန်ဖော်ပြခဲ့ပြီးကနေဒါအနေဖြင့်နိုဝဲရင်းနှီးမြုပ်နှံမှုများတွင်ယခင်က40ခန့်ပံ့ပိုးခဲ့သည်ဟုလည်းညွှန်ပြခဲ့သည် ထို့ပြင်ငါးတော်ဝသည် အာတိတ်ဒေသတွင်ရေဒါတပ်များတပ်ဆင်ရေးအတွက်ဒေါ်လာ38ဘီလီယံကိုမျှော်မှန်းထားပြီးနိုဝဲဒီစွန့်ရည်မြင့်တင်ရေးအတွက်လှုပ်ဆောင်နေသည်ဟုလည်းသတင်းအရသိရသည် တချို့သောအမေရိကန်အထက်လွှတ်တော်အမတ်များက Golden Dome စီမံကိန်းတွင်ကနေဒါ၏ပါဝင်မှုကိုပြဿနာအဖြစ်မြင်ကြတော်လဲ၊ကန်၏လုံခြုံရေးအဖွဲ့များကအမေရိကန်နှင့်ကနေဒါတို့၏မိဖက်ဆက်ဆံရေးအပေါ်မူတည်၍အဆင်ပြေစွာဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြသည်။ဝန်ကြီးချုပ် Mark Carney ၏အဆိုအရ Golden Dawn သည်ယခုအခါအတွင်းတာဝန်ယူသည့်အတီးပြုချက်မဟုတ်တော့လဲတာဝန်ရှိသူများအကြားအမြင့်မားဆုံးအဆင့်ဆွေးနွေးမှုအဖြစ် ရှိနေသည်ဟုဖော်ပြခဲ့သည် ထို့သောဖြစ်ရာမှ Golden Dawn တည်ဆောက်ရေးအတွက်ကနေဒါ၏ဆောင်ရွက်မှုသည် အနာဂတ်အတွင်းမြောက်အမေရိက၏လေကြောင်းကာကွယ်ရေးစနစ်၏အဓိကအခန်းကဏ္ဍဖြစ်လာနိုင်သည်ဟုခန့်မှန်းထားသည် အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် Live Subscribe ကောင်းလေးနေပြီးဆက်လက်အားပေးကြအောင်နော်